င်္ဂလာပါဘီရင်ပြည်သက်များခင်ဗျာဒီနေ့ဆွေးနွေးကြတဲ့ကျွန်တော်ဖိကော့တာသူကတော့မြူသားညေဆိုရအင်ယူဂျီနိုင်ငံခြေရေးဝန်ကြီးဒေါ်စင်မောင်ဖြစ်ပါရဲ့ဗျဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီဩစတြေးလျနိုင်ငံခြေရေးဝန်ကြီးနဲ့တွေ့ဆုံမှုပါပဲပေါ့နော်လက်ရှိဒီမတီမီပရီသီလိုချမှုပေါ်နိုင်ငံတကာရဲ့ထောက်ခံအောင်ပေးမှုခြေနေဖြစ်ပါတယ်တော့မင်္ဂလာပါဒေါ်စင်မောင်ဟုတ်မင်္ဂလာပါကိုဟုတ်ကဲ့ကျွန်တော်အခုပြီးခဲ့တဲ့သတင်းပတ်ပေါ့နော်ဒီဩစတြေးလျနိုင်ငံခြေရေးဝန်ကြီးပင်နီဝေါင်းနဲ့တွေ့ဆုံတာကိုကျွန်တော်တွေ့ရတယ်အဲဘာတွေထူးလဲပေါ့ခင်ဗျအဲ့ဒါကြီးပြောပြလို့ อ๋อโอเคโอ้บาริทูแล้วหลุပြောอ่ะอองก็တော့အခုကျမတို့လက်ရှိပြီးခဲ့တဲ့သူเนี่ยကတော့လူချင်းတွေ့တာတော့တစ်နှစ်လောက်ရှိသွားပြီပေါ့เนาะတစ်နှစ်ကျော်ကျော်လောက်ပထမတစ်ခေါက်ဩစတြေးလျကိုလာတဲ့အဲခီးစဉ်တုန်းကလည်းပဲအဲနိုင်ငံတိုင်းဝင်ကြီးနဲ့တွေ့ပြခဲ့တယ်ပေါ့เนาะအခုလည်းကြားထဲမှာလည်းဆက်သွယ်ဆောင်ရွက်မှုတွေတော့ရှိပါတယ်ပုံမှန်ဆက်သွယ်မှုတွေရှိရဲဒါမှလူချင်းတွေ့တာတော့အခုအာဝင်ကြီးနဲ့တွေ့တာတော့ဒါနောက်တစ်ချိန်ပေါ့เนาะနောက်တစ်ချိန်မှာတော့အဲအဓိကတော့ ဒီစစ်ကောင်စီရလုံးမဲ့ရွေးကောက်ပွဲအဲကိစ္စပေါ့နော်တရားမဝင်ရွေးကောက်ပွဲကိစ္စအဲကျွန်တော်တို့ဘက်ကပြောပြတယ်နောက်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ ASEAN နဲ့ engagement မှာအဲဒီပေါ့နော်ဒီအကျိုးသက်ဆိုင်သူတွေပေါ့လေဒီ stakeholder တွေ engagement meeting ရဲ့ progress တွေ now ASEAN ဒီအဲသဘောတူညီပုံသဘောတူညီချက်၅ရက်အပေါ်မှာကျွန်တော်တို့ တော်လိုင်းအင်အားစုတွေ NUG အပါအဝင်ပေါ့နော်ဒီတော်လိုင်းအင်အားစုတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေအဲဒါတွေကျမတို့ဆွေးနွေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့နော်အဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေ ਨੇ ပတ်သက်လို့ပေါ့အဲအဲ့ဒါတွေဆွေးနွေးဖြစ်တယ်အဲ့တော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆိုတဲ့နေရာမှာတော့အဲကျမတို့ဒီမြန်မာနိုင်ငံအတွင်းမှာပဲအဲပုံဆောင်နေရတဲ့စစ်ဘေးရှောင်တွေ အဲဒီပေါ့နော်ကျွန်တော်တို့စုံမထိန်ချုပ်ဒေသတွေမှာအဲကြုံတွေ့နေရတဲ့လေချောင်းထက်ခိုက်မှုတွေကြောင့်ဖြစ်အဲကြုံတွေ့နေရတဲ့ပေါ့နော်ဒီလူသားလုံခြုံရေးကိစ္စတွေဒီဟာတွေကျွန်တော်တို့ဟိုအခြေခံပြီးတော့ဆွေးနွေးခဲ့တာရှိတယ်ဆွေးနွေးပြခဲ့တယ်ပေါ့နော်အဒီဒီဘလိုနယ်ပယ်တွေမှာအကူအညီပေးနိုင်ပြီလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့ဆွေးနွေးပြခဲ့တာရှိပါတယ်အဲဒီအကူအညီပေးတဲ့ နေရာမှာလဲပဲပေါ့နော်အဲကျွန်တော်တို့ဒီခုနဒီ humanitarian principle တွေနဲ့အညီအကူအညီပေးနိုင်မှုကျွန်တော်တို့ online အင်အားစုတွေဘက်ကအာဆွေးနွေးထားတဲ့နောက်ပြီးတော့တောင်းဆိုထားတဲ့ဒီ ASEAN ဘက်ကလည်းပြောထားတဲ့အချက်တွေကိုကျွန်တော်တို့အဲအခြေခံပြီးတော့ပေါ့လေအဲဆွေးနွေးတောင်းဆိုကြတာရှိတယ်အဲထူးခြားချက်ကတော့အဲ့ဒါတွေရှိပါတယ်အဲ့နောက်တစ်ခုကကြတော့ခုနစကားဒီစက်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးမထောက်ခံဘူးလို့ပေါ့နော်သူတို့ဒီကိစ္စတွေကျွန်တော်တို့ဆွေးနွေးရပါဟုတ်ဟုတ် ဆိုနေကိုဖဲတင်ပြတော့ဗောသူဖဲအောင်ဘယ်လိုမျိုးတွက်ပြချက်ရှိလဲရွေးကောက်ခွဲတော့ကုညီသေးတော့အမ်ဒီအပြုသဘောဆောင်ပါတယ်တော်တော်လေးရင်းရင်းနှီးနှီးရှိတယ်စိတ်ဝင်တစားရှိတယ်ကျမတို့အခုအမ်ဒီ NUG နဲ့တော်လိုင်းအင်အားစုတွေနဲ့ကြားရဲကပေါ့နော်ဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်နေမှုတွေအပေါ်မှာလည်းပဲသူတို့ဟိုဟိုစိတ်ဝင်တစားနဲ့ကုညီပေးလို့တဲ့အဲကိစ္စတွေရှိပါတယ်ကျွန်တော်ဒီလောက်ပဲပြောလို့ရမယ်ပေါ့နော်ဟုတ်ပါဘူးသူတို့ဘက်က ပါပြောလဲဘယ်လိုပြောလဲဆိုတာတော့သူတို့ကိုယ်တိုင်သတင်းထုတ်ပြန်တာပိုကောင်းပါတယ်ဟုတ်ကဲ့အော်စီခီးစင်ပေါ့နော်အော်စီမတိုက်ခင်ကျွန်တော်နယူးဇီလန်နယူးဇီလန်နဲ့ထူးတယ်နယူးဇီလန်ပါလီမန်နဲ့ပြီးတော့ရုပ်ကောက်ကလက်မခံဘူးလို့ပြောလာကျွန်တော်ကြားတယ်ဘယ်လိုနယူးဇီလန်ချင်းနေလဲအော်နယူးဇီလန်နဲ့ကတော့ကျွန်တော်နယူးဇီလန်လွတ်တော်အခုဒီပေါ့နော်မေးခွန်းမေးတဲ့ဒီဒီအဲဒီနိုင်ငံသားနဲ့ပေါ့နော်နိုင်ငံသားရဲ့ကော်မတီကဥဆောင်တဲ့ အဲလှုပ်တော်ကိုယ်စားလှယ်တွေနဲ့ကျမတို့အဲ NUG ရောဒီ CRPH ပဲချမ်းရောနောက်ပြီးတော့ဒီနယူးဇီလန်ကလှုပ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်ပေါ့နော်ထိုင်းနိုင်ငံသွားပြီးတော့ခြားသောဒီနယူးတော်လှန်ရေးအင်အားစုတွေနဲ့လည်းသူတို့တွေ့ဆုံခဲ့တာရှိတယ်နောက်နောက်အဲ့ဒီနောက်ကျမတို့တွေဒီ IPU ပေါ့နော် IPU ထရီညီလာခဲ့မှာလည်းပဲအတိအကျတွေ့ဆုံပြီးတော့ဒီကိစ္စတွေလုပ်ခဲ့တာရှိတယ်ဒါပြင်ကိုလည်းပဲအဲဒီ signature ဟို campaign လိုမျိုးပေါ့လေနော် အာဒီနိုင်ငံတကာပါလီမန်တွေကနေပြီးတော့အခုဂျမ်ဘတ်စေကောင်စီလုံးမဲ့ရွေးကောက်ပွဲကအာတရားမဝင်ဘူးလူတို့လည်းကိုစားမပြုဘူးဒီမိုကရက်တစ်ပရင်စစ်ပယ်တွေနဲ့လည်းမကန့်ညီဘူးအဲဆိုရဲเนาะဒီဒီတရားဝင်မှုမရှိတာရဲ့ထောက်ခံမှုမပေးဘူးလို့ရဲ့အတိမတ်မပြုတ်ဘူးပေါ့လေသူသိပြန်နိုင်ငံရေးကအတိမတ် မပြုတ်ဘူးတရားဝင်မှုမပေးဘူးဆိုတဲ့ကိစ္စတွေလည်းဒါသူတို့ ਨੇ ပူပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့ အဲအဲပူပေါင်းဆောင်ရွက်မှုရဲ့စိတ်ပိုင်းတစ်ခုလို့ပြောလို့ရတယ်။ Now Australia နဲ့ New Zealand နဲ့မှာရှိနေတဲ့တော်လိုင်းအင်အားစုတွေရဲ့ပူပေါင်းဆောင်ရွက်မှုတွေရောပေါ့နော်။အားလုံးပေါင်းပြီးတော့မလုပ်ကြရဲ။ဒါဒါပူပေါင်းဆောင်ရွက်မှုတစ်ခုရဲ့အဲပေါ့နော်။ဟိုဘယ်လိုပြောမလဲ။ရလက်လို့ပြောလို့ရတယ်ပေါ့နော်။အဲသူတို့လွှတ်တော်မှာမေးခွန်းပေးတယ်။နိုင်ငံတိုင်းဝန်ကြီးကလာပြီးတော့ဖြေပြီးတော့သူတို့ရဲ့ position ကိုပြောသွားတယ်ပေါ့နော်။ဆိုတော့ဒီအခြေအနေပါ။ဟုတ်ဟုတ်ဟုတ်ကဲ့ဗျ။ဒါကကျွန်တော် OC နဲ့ New Zealand အခြေအနေပေါ့နော်။ နောက်ကျွန်တော်မေးချင်တာပြီးခဲ့တဲ့အင်တာဗျူးမှာလည်းကျွန်တော်တို့ပြောရတာကအာဆီယံထိပ်ပြီးမတိုင်ခင်ကအရှိတီမော်ရဲ့ရည်တိချက်ပေါ့အဲ့လိုကတော့ဟိုရန်ကုန်နေပြည်တော်သွားပြီးတဲ့အချိန်မှာရည်တိချက် ပြောင်းမယ်လို့လို့ပါလို့လို့အခုတော့အာဆီယံဖွဲ့ဝင်ဖြစ်သွားပြီးခင်လေအခုဘယ်လိုရှိလဲအရှိတီမော်ရဲ့ဒီအင်ယူဂျီပေါ်မှာသဘောထားအဲမပြောင်းလဲဘူးမပြောင်းလဲပါဘူးလို့ပဲကျွန်မအဲပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဒီဒီမောသမရာကြီးတို့ဝင်းကျုံတို့သူတို့ပြောဆိုနေတဲ့ စကားတွေယက်တီနေတဲ့ယက်တီချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သိနိုင်ပါတယ်ပေါ့နော်သိနိုင်ပါတယ်အဲဒီမြန်မာနိုင်ငံအပေါ်မှာထားတဲ့သဘောထားခုန NUG နဲ့ဆက်ဆံရေးပြောင်းလဲမရှိပါဘူးလို့ပဲကျွန်မပြောချင်ပါတယ်ဟုတ်ကဲ့ဆိုတော့အခုဟိုဖဲလို့ခေါ်မယ်ဟိုဒီရအောက်ပချန်လာအပေါင်းနိုင်ငံအချင်းနေပေါ့နော်ဆိုတော့အာဆီယံအိန္ဒိယချင်းနိုင်ငံတွေပေါ့ကျွန်တော်အာဆီယံမှာတရုတ်ရှိမှာဗျာအာဆီယံရဲ့တရုတ်ရဲ့အိန္ဒိယရဲ့ဘင်္ဂလားဒေ့ရှ်သာသဖြင့်အိန္ဒိယချင်းနိုင်ငံတွေပေါ့အဲ့မှာတော့ ဟောကျွန်တော်သွားလို့လာလို့မရဘူးထင်တယ်ဆိုတော့အဲ့နိုင်ငံတွေရဲ့နောက်ဆုံးပေါ့ update ပေါ့ဒီနေ့တော့ထိုင်းရပြောသွားလားမသိဘူးဆိုတော့ဘယ်လိုများသူရဲ့ဒီမြန်မာနိုင်ငံပေါ်မှာသဘောထားဘယ်လိုရှိတယ်ပြောလို့ရအဲဒီဟာတွေကတော့ကျမတို့ထုတ်ဖော်ပြီးတော့ပေါ့လေကျမတို့အနေနဲ့သုံးသက်ဖို့လို့ကတော့ခက်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေနဲ့ဆက်ဆံရေးတွေကျမတို့ကိုတန်ဖိုးထားပါတယ်တန်ဖိုးထားတယ်ဒီလိုမျိုး public မှာ အဲပေါ့နော် အများပြည်သူဟိုထုတ်ဖော်ပြီးတော့ဝေဖန်တာသုံးသက်တာမျိုးထဲကျမတို့လက်တွေ့ကြတဲ့ဒီနိုင်ငံနေနဲ့ဆက်ဆံရေးပေါ့နော်ဘယ်လိုလုပ်နိုင်မလဲဆိုတာကိုကျမတို့အခြေခံပြီးတော့ပဲချင်းကဲဆောင်ရွက်နေတာရှိပါတယ်အဲနောက်ပြီးတော့ time ပေါ့နော် time နဲ့ရတော့အဲဒီလွတ်တော်ပဲအချမ်းနဲ့ရောအနောက်ဒီပေါ့နော်ကျမတို့ပူပေါင်းဆောင်ရွက်နေတာအဲပို့ပြီးတော့ဟိုနင်းနင်းကက်ကက်ပေါ့နော်ဆောင်ရွက်လာနိုင်တဲ့နေထားလေးတွေရှိတယ် အဲဒီမှာလည်းပဲထိုင်းလို့ပြောရင်ထိုင်းတနိုင်ငံနဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ပေါ့လေဒီအာဆီယံအဲပုံစံမျိုးနဲ့ပေါ့နော်အာဆီယံအသင်းကြီးရဲ့နောက်အာဆီယံရဲ့မိသားစုဝင်နိုင်ငံတနိုင်ငံအနေနဲ့ရော ကျမတို့ရဲ့အိန္ဒိချင်းနိုင်ငံတနိုင်ငံအနေနဲ့ပါပေါ့နော် ကျမတို့ဟိုကျမတို့ရဲ့သဘောထားတွေကျမတို့ရဲ့ထိတွေ့ဆောင်ရွက်မှုတွေကိုဟိုဓာတ်ရိုက်တစ်မျိုးပေါ့လေတွယ်ဟွားရွေးတစ်မျိုးကျမတို့ဟိုထိတွေ့ဆောင်ရွက်နေတာသတင်းစကားပေးတာတွေကျမတို့ရှိပါတယ်ဆိုတော့အဲ့ဒီရဲ့အဲဒီဆက်ဆံရေးတွေရဲ့ ရလက်ဒီကြောင်းလို့ပဲကျမတို့ပြောကျင်တယ်ပေါ့နော်ဒါအခုအာဒီလာမဲ့ရုပ်ောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ထိုင်းထိုင်းကအခုနိုင်ငံတိုင်းဝင်ကြီးရောဒီအထုတ်ဖော်ပြီးတော့ပြောဆိုသွားရည်ရှိတယ်ပေါ့နော်ဒါက credible ဖြစ်မှာမဟုတ်ဘူးအတိမတ်ပြဖို့ခက်လိုက်မယ်ဆိုတဲ့ကိစ္စမျိုးကိုပြောသွားရယ်ပေါ့နော်ဒီရဲ့ဘိုင်းမှာဆိုတော့ဒါကထိုင်းနိုင်ငံရဲ့ထူးခြားတဲ့အပြောင်းလဲပဲဒါအပြင်ကိုကျမတို့ဒီထိုင်းကပေါ့နော်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကျမတို့ဒီ inter parliamentary union ပေါ့နော်ဒီနိုင်ငံတကာအာဒီ အလွှတ်တော်ညီလာခံမှာမြန်မာနိုင်ငံအရေးပေါ့အထူးသဖြင့်ဒီနေဆက်ဖြတ်ကျော်မြန်မာနိုင်ငံအရေးအပါဝင်ပေါ့လေနော်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ဒါကို emergency items အနေနဲ့အရေးပေါ် items အနေနဲ့အဆိုပြုဆွေးနွေးတဲ့ကိစ္စမှာလဲကျမတို့ဒီ CRPH အနေနဲ့ပေါ့နော်အပူပေါင်းဆောင်ရွက်ခဲ့တာ၄ရှိတယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုကျမတို့ဘလို့ ဟိုဒီ same concern တွေရှိကြတယ်ပေါ့နော်ဒီ data တွေမှာနေဇက်တစ်ယောက်မှာဒီအိန္ဒိယချင်းနိုင်ငံ data တွေမတည်မငြိမ်မှုတွေကိုဘယ်အကြောင်းအရာတွေကအဲဘလောက်ထိပေါ့နော်အာဟို impact ရှိနေလဲဆိုတော့သူတို့တွေလည်းတော်တော်လေးပုံသဘောပေါက်လာတယ်လို့ကျွန်တော်တို့ရဲ့ပူပေါင်းဆောင်ရဲ့လူစိတ်ပေါ့နော်ဒီဟာပေါ်မှာလည်းအဲ appreciate ဖြစ်လာတယ်လို့တော့ကျွန်တော်တို့နားလည်လို့ရတယ်ဟိုတကြောင်းနဲ့ပြောရရင်တော့ကျွန်တော်တို့ ဟိုရင်းရထက်ပို့ပြီးတော့ပေါ့နော်လွှတ်တော်ဘက်ချမ်းကရောအဲပေါ့နော်ဘက်ပေါင်းဆောင်ကကျမတို့ဟိုတိုးမြင့်ပြီးတော့ပေါ့နော် engagement လုပ်ဖို့လို့လမ်းကြောင်းတွေရှိလာနေတယ်ထိတွေ့မှုတွေလည်းရှိလာနေတယ်လို့ပြောချင်ပါတယ်